တရားချစ်ခင်သူတော်စင်အပေါင်းတို့ရှင် အခုချိန်ကစပြီးဆရာတော်ဓမ္မဒူတာအရှင်စီကိန်းကဟောကြားတော်မူအပ်တော်ဘဝဖြောင့်ချောင်းတစီတစောင်းအပိုင်းငါတရားတော်ကို နာကြားရတော်မှာဖြစ်ပါလေရှင်ဘဝတိုင်းဒူတိုင်းမှာဘဝမှာ က်တန်းလာတာတည်းဟာတစ်ခုနဲ့တစ်ခုတဦးနဲ့တဦးတယောက်နဲ့တယောက်မတူနိုင်တယောက်သေးကိုပဲတစ်ချိန်နဲ့တစ်ချိန်မတူနိုင်အဲအစာကောင်းမှအနောင်သေးကြတယ်လို့ပြောတာဒါကတော့အစနဲ့အနောင်နဲ့အစနဲ့အဆုံနဲ့ပြောရင်ကြားထဲမှာဖြတ်တန်းလာတာလည်းကောင်းမှရမှာအစလည်းကောင်းအလေလည်းကောင်းအဆုံလည်းကောင်းကောင်းပါဘုမုန်းတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ကတော့အဲ့ဒီအစကောင်းမှအနောင်သေးကြတယ်ဆိုတဲ့စကားထက်အစလည်းကောင်းတယ် အလေလေကောင်းတယ်အဆုံးလေးကောင်းတယ်အဲအကောင်းတွေအကုန်လုံးကောင်းအောင်ပဲဆုံးမှပြီလားဒါကကောင်းတယ်ဒါကမကောင်းဘူးဒါကဆိုးတယ်ဒါကမဆိုးဘူးဒါကလိမ္မာတယ်ဒါကမလိမ္မာဘူးဒါကယဉ်ကျေးတယ်ဒါကမယဉ်ကျေးဘူးလို့ဒီလိုဆုံးမှကြတခုဖုံဖုံတို့ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့တခြားဘာသာတွေလည်းဒီလိုပဲရှိမှာပါပဲကလေးသူငယ်အွယ်ကလေးကိုကဘာသာရေးကောင်းဆောင်တွေရဲ့ဆရာတော်တန်ခါတော်အရှင်မြတ်တွေရဲ့ဘာသာရေးကောင်းဆောင်တွေရဲ့အဆုံးအမနာယူရရင် အလွန်ကျေးဇူးများရှိတာပေါ့လေလူဆိုတာကလူမျိုးမျိုးစိတ်ထွေတွေဆိုတော့အခုပွက်တော့ရိုက်အောင်တချို့អော်လာကြတယ်។អော်ပြီးမဲ့အတန်မထွက်ပါဘူး။ဘာသာရေးဆိုတာလောကကြီးမှာပဲပိုတယ်လို့မြင်တဲ့သူကလည်းမြင်တာလေ။လိုအပ်တယ်လို့မြင်တဲ့သူကလည်းမြင်တာပဲ။မရှိမဖြစ်လိုအပ်တယ်လို့မြင်ရတဲ့သူလည်းရှိတယ်။ဖုံဖုံတို့ဘဝနဲ့ချီပြီးတော့ပြောရရင်တော့လူတွေကိုဆုံးမတဲ့အခါမှာဖုံဖုံဆုံးမှာ။အဓိကအဖြစ်တရားရအောင်လာအထုတ်တဲ့သူတွေကိုကြုံရင်ကြုံတယ်လို့ပြောပြီးတယ်။ ိုမကောင်းတာတွေကိုကိုကောင်းအောင်ပြင်လိုက်ပါဆိုတာမျိုးကယိုးနေကိုဆိုးနေတာတွေကိုကောင်းအောင်ပြင်လိုက်ပါလို့ဆိုတာတွေကယိုးနေသူတို့တွေရဲ့နားထဲမှာလဲစကလုံးအဆန်းလေးနဲ့စိတ်ထဲမှာစွဲပြီးတော့နားလေအောင်ဟဲကိုကြည်ဝတ်တို့တဲ့အောင်မြင်တရားတို့ရခြင်းကိုလက်ရေးကိုပြင်ရေးကြည်စမ်းပါဦးကြိုက်တဲ့အချိန်ပြင်ရင်းရေးလို့ရတဲ့လက်ရေးတောင်ငယ်ကလေးကပစ္စလက္ခဘရုဒုက္ခပြီးပြီးရောဖြစ်တယ်လို့သာရေးခဲ့ရင် တသက်လုံးဒီလက်ရည်ရပါသွားတသက်လုံးဒီလက်ရည်ရပါသွားအဲ့ဒီပါသွားတဲ့လက်ရည်ကိုဘသူများဘယ်နှယောက်များဘယ်နှခါပြင်ဘူးလို့တော့ဘယ်နှခါပြင်ဘူးလို့ဘုန်းတော်ကြီးမြတ်စွာဘုရားကတရားရည်အမြိုက်စီတိုက်ကြွေးတော်မူတယ်ဆိုတာအဲ့ဒီလက်ရည်လိုပစ္စလက္ခရေးခဲ့တယ်လို့လက်ရည်ကိုပစ္စလက္ခရေးခဲ့တယ်လို့ဘဝကိုပစ္စလက္ခနေလာတဲ့သူတွေကိုကန့်ကူလက်လက်ဆရာအနေနဲ့ပြင်ပေးရတာတခြားစဉ်းစားကြည့် ိုမားနေတာသိလို့ပြင်နိုင်ဖို့မှန်အောင်ပြင်နိုင်ဖို့ကိုဆိုးနေတာသိလို့ကောင်းအောင်ပြင်နိုင်ဖို့ဆိုတာကိုလက်ရည်လေးတွေကစပြင်လိုက်ပါလားအခုနားထောင်နေတဲ့သူတွေကိုလက်ရည်ဘယ်နှခါပြင်ဘူးလို့ကိုလက်ရည်ကြည့်မကောင်းလဲကြည့်ကောင်းလဲထင်နေတာကိုလုပ်တာမဟုတ်လဲဟုတ်တယ်ထင်နေကြအဲ့ဒါလေးတွေပြင်ပေးလိုက်အစိုးကြီးကလေးရများအစကောင်းအနောင်းတေကြအစအလဲအဆုံကောင်းနေဆိုဘလောက်ကောင်းနိုင်မလဲဘုန်းတော်ကြီးမြတ်စွာဘုရားနဲ့တွေ့ကြတဲ့ပုံကိုယ်တွေဟာတရားသူရသွားကြတယ်ဆိုတာ ဲ့ဒီလက်ရည်လို့မကောင်းတဲ့လက်ရည်ကိုကောင်းအောင်ရည်ပြင်လိုက်တယ်လို့လက်ကလေးကင်ပြီးရည်ပြင်လိုက်တယ်လို့စိတ်တက်မကောင်းတာတွေကိုဘုန်းတော်ကြီးမြတ်စွာဘုရားနားထဲကိုတရားထည့်ပြီးတော့လှည့်ပြင်ပေးလိုက်တာလှည့်ပြင်ပေးလိုက်တာဘုံမုံတို့ဘဝအနေနဲ့ပြောရင်ရွယ်ရောက်လာပြီဘယ်ရွယ်လဲကြောင်းနေရမယ့်အရွယ်ရောက်လာကြောင်းနေရတဲ့အရွယ်မှာမူချိုဆိုတာမရှိပါဘူးဘုံမုံဘဝမှာမူချိုမနေခဲ့ဘူးသူငယ်တန်းမနေခဲ့ဘူးတဒန်းအစား တခုတော့ရှိတယ်အဲ့ဒီတံတမ်းမတိုင်ခင်ကတော့မူဂျိုခေါ်မလားသူငယ်တန်းခေါ်မလားမသိဘူးဖမွန်တော့သခိုင်းသားသခိုင်းမှာတောတပန်ရရှိတယ်တရပင်စိတ်ရှိတယ်တောတပန်တရပင်စိတ်ရေဦးတိုက်တဲ့ဆိုတဲ့အကြောင်းရှိတယ်ဆရာတော်ဥဒိန်နာတဲ့ဖမွန်တော့ကတော့ဖမွန်တိန်ကိုခေါ်ဖမွန်နေကြောင်းမှာနေရတာမှတ်မိသေးတယ်အဲ့ဒီတော့ကနေခဲ့ကြတာလေဘာမှတ်မိလို့ကလေးဆိုတော့ဘလုံးကန်နာတယ်ကျောင်းကြီးရရှေးကျောင်းကြီးအကြီးကြီးခုထိရှိတယ်ဂျပန်ခေတ်တုန်းကဆိုအဲ့ဒီကျောင်းကြီးကကြီးတော့ခင်မီတိုင်းယုံကြီးလောက်ကြတာ ကိမိတိုင်းယုံကြည်လို့ကြအဲဖမုတ်တိန်သွားသတိရတယ်ပြောရင်ကျောင်းသားတွေ200လောက်ရှိတယ်150 200လောက်ဖမုတ်အတွက်ကတော့ဖမုတ်တိန်ဟာကန့်ကူလက်လက်ဆရာပဲအဲတချို့ကြတော့ကန့်ကူလက်လက်ဆိုတာမသိဘူးကြောက်တန်ကြောက်တင်မုံတော့မသိတဲ့လူတွေရှိတယ်ခုခေတ်တော့ဗလာစာဦးလေးချောင်းမြင်းမယ်ခဲတံဘောပင်နဲ့ရေးကြကျောင်းသိမ်းမုံမမမြင်းကြောင်လေးကိုဟာကိုတာဖမုံတို့တော့အဲ့လိုပဲနှကြောင်မြင်းလေးတာပြီးတော့ ကြောက်တံလေးနဲ့ရေးရတာဝိုင်းအောင်ဝါလုံးကစာရေးရဖုံဖုံတို့အရင်ရှေ့ခက်ကဖုံဖုံတို့အဖိုးတွေအဖွားတွေခက်တုံးကဆိုရင်ကြောက်တယ်မုံမရှိဘူးလေဘာနဲ့ရေးတော့ဘူးဆိုတော့ကန့်ကွန်ဆန်လေးရေးတာကန့်ကွန်ဆန်ဆိုတာဒီလိုချောင်းလေးတွေပါပဲအသားကိုပြောင်ချောအောင်လုပ်ပြီးဘာတွေလဲမသိပါဘူးသူတို့မဲမဲတွေရောဘာတွေရောအကုန်ပုတ်ကြတာပေါ့လေအဲ့လောက်ထိတော့ဖုံဖုံတို့လည်းမရှိဘူးအဲ့ဒါကိုပထမဦးဆုံးကိုစာတင်ပေးတဲ့ဆရာကလက်ကလေးကင်ပြီးတော့ဝိုင်းအောင်ရေးပြီးအဲ့ဒီဝိုင်းအောင်ရေးပြီးပြီးတော့အဲ့ဒါလေးဝိုင်းသွားအဲ့ဒါလေးဝိုင်းသွားရင် တက်တလုံးလည်းရေးကဝိုင်းလာပါကန့်ကူလက်လက်ဆရာဆိုတာအရေးကြီးတယ်ဖုံမုံတို့ကြုံရတာဖုံမုံတို့ဘဝဖုံမုံတို့လက်ကိုကင်ပြီးရေးပေးကြတာဖုံမုံတဲ့သာသနာဝန်ထမ်းယဟန်ပဲဆရာတော်ပဲအိုးမျက်စိတဲ့အခုပြောရင်းနဲ့တောင်ပြန်ပြေဒီလိုကလေးတွေ200လောက်ကြီးကို150ငါက200တောင်ကျော်ပါတယ်ဒီဒါကလေးပစ္စည်းလေးတွေပေါ့ခုလိုပြောရင်တော့မူဂျိုတန်းမူဂျိုတန်းတွေတငယ်တန်းတွေအဲ့ဒါတယောက်စီတယောက်စီအဲ့လိုရေးတင်တာရေးတင်တာ ညနေပြန်ပြီဆိုဘလို့ပြန်လုံးဆိုဖမုတ်တရားရှိကကျောင်းသားနေနေကြီးတဲ့သူကနောက်ကကြီးတဲ့ဆိုတော့ဘလောက်ကြီးမှတော့သူငယ်တန်းပဲရှိသေးတာအဲတခါလေးတော့ကိုရင်တပန်းလိုက်တယ်တခါလေးတော့မလိုက်ပါဖမုတ်တရားပြန်ပြီရှိရခေါင်းဆောင်ပြန်ရင်နောက်ကလေဖမုတ်တရားဖမုတ်လို့ရွာသေးကိုပြန်လာဒီအင်္ဂါကလေးကဒီအိမ်ဝင်ဒီအင်္ဂါကလေးကဒီအိမ်ဝင်ဖမုတ်လို့အိမ်ကရွာတောင်ပဲဆိုဖမုတ်လို့အိမ်အင်းထီရောက်ရောက်ပြီးတော့သူ့သားတွေသမီးတွေကလေးတွေသူ့သားတွေသမီးတွေကလေးတွေအကုန်လုံး သူ့အိမ်သူ့အိမ်ရောက်သွားပြီဆိုမှအိမ်ဆုံးတော့မှရောက်သွားပြီဆိုမှအဲ့ဒီကြမှာဖုံဖုံတရံလှဲ့ပြာတွေ့ကြည်သားဘလောက်စိတ်ထဲခံစားဟာဖြစ်ခဲ့ပါတယ်အဲ့ဒီအရွယ်ကလေးကစိတ်တော့ဖြစ်ခဲ့တယ်ဖုံဖုံတိမ်လိုမျိုးဖြစ်ချင်ဖုံဖုံတိမ်လိုမျိုးကလေးတွေကိုအစကစတင်ပေးတယ်ဖုံဖုံတိမ်လိုမျိုးကလေးတွေကိုဟိုရင်နဲ့မကွာအမြင်ဆောင်လျှောက်ချင်ခုပြောရင်တော့ပြန်မြင်လာတော့ဝေးအကြောင်းကနေပြီးတော့အိုးဖုံဖုံနဲ့ရေဦးတိုက်တဲ့အကြောင်းကနေပြီးတော့ထွက်လာရင်အများကြီးပေါ့ အဟိုကတရားပင်စိတ်ဝင်သွားဟိုကကြောင်းနေတယ်ဝင်သွားကြောင်းနေတယ်ဝင်သွားသူ့အိမ်နေသူဝင်သွားယောကတောင်ဆုံးကဖုံဖုံတို့ဟိုအရင်ပြောခဲ့တယ်ဖုံဖုံတို့အဖေတို့အမေတို့နေခဲ့တဲ့အဲအဲ့ဒီအိမ်ခုလဲအဲ့ဒီနေရာပါပဲအဲ့ဒီအိမ်ကြီးရောက်သွားပြီးတော့မှပြန်တော့ဩအမန်းကတော့ငေကလေးကကြုံနေရတာမှတ်မိတာဆွဲတာငေကလေးကဆရာကောင်းအဲ့လိုစီမံပေးတာတွေ့ကိုယ်စိတ်ထဲမှာအဲ့လိုစီမံခြင်းစိတ်အဲ့လိုဆောင်ရွက်ခြင်းစိတ်ကပေါ်လာတာဒါကြောင့်မို့ကန့်ကူလက်လက်ဆရာဒါအရေးကြီးတယ်ကန့်ကူလက်လက်ဆရာခုခေတ်လိုပြောရင်တော့ကွန်ပျူတာစတင်ပေးတဲ့ဆရာပြောရမှာမဟုတ် လရေးဝိုင်းစရာမလိုတော့ဘူးလေအဲ့ဒီမှာနှစ်ခုတော့ကြုံနေရပါတယ်ကြမ်းတိုက်ရတယ်ဘာကိခင်းတာခုတ်ခေတော့ဘာကိကော်လဲမဟုတ်ကတ်တရားတွေလည်းခင်းတာကြမ်းတိုက်ရတယ်ပြောင်းတိုက်ရဒီလောက်အများကြီးကိုဖုံဖုံတိုင်ဟာကြိမ်လုံးနဲ့ထိန်းဖုံဖုံတို့အမတယောက်ရှိခုတည်းလည်းရှိပါသေးတယ်အမသူ့ကိုတော့ပြောတာအန်ဆုံးပေါက်လို့လို့ပြောတာသူ့ခမရအတိတ်ကမကောင်းလို့လားမလို့ညံတိတ်မကောင်းရှာလရေးရေးမဝိုင်းရိုက်တာအဲကုဆရာသမားပြင်မာတာတော့မဟုတ်ပါရိုက်ရင်អော်ရင်တော့ဖုံဖုံတိုင်ဟာရက်ပြီး အဲ့ဒီအမကြတော့အမဝန်းခွဲကြတော့ရိုက်မအောင်ကြိတ်ခံလားကြိတ်ခံလေးရိုက်လေးရိုက်လေးကြိတ်ခံလေးမမှီသေးဘူး။ဩအဲ့ဒီမှာစိတ်ထဲမှာဖြစ်တယ်။ဩကြည်စမ်းလောကကြီးမှာကိုဆရာသမားကန့်ကူလက်လက်ဆရာပဲ။ကိုသားကိုသမီးအရင်မဟုတ်ပေမဲ့အရင်ထက်တောင်ပိုချစ်တဲ့စိတ်ဓာတ်။အဲ့လောက်တောင်စောင့်ရှောက်တဲ့စိတ်ဓာတ်ရှိတဲ့ဆရာသမားရိုက်တော့လေတအားရိုက်တာပါလား။စိတ်ထဲမှာအဲ့ဒီအရွယ်ကလေးကလူတွေဟာကောင်းတဲ့ဟာရှိသလိုဆိုးတဲ့ဟာလည်းရှိတာ။အလူလို့ပြောတာဘဖုံကြီးပေါ့အဲ့ဒီတုန်းက။ဖုံကြီးတွေကကောင်းတဲ့ဟာရှိသလိုဆိုးတဲ့ဟာရှိတယ်။ကိုကလေးတွေကို ငါသာဆိုရင်တော့ကောင်းတဲ့ဟာပဲရှိကျင်တယ်ဆိုးတဲ့ဟာတော့မရှိချင်ဘူးလို့အဲ့ဒီခရေဖြစ်ခဲ့ရိုက်တာကြောက်တာပေါ့ခက်တော့လဲခက်သားပဲရိုက်မှငြိမ်တဲ့ကောင်တွေလည်းရှိတယ်ဖုံဖုံတို့အရင်မခံခဲ့ရဘူးကြွားပြောတာမဟုတ်လစ်နေတာပဲကျန်းကိုကိုအကွက်နဲ့ကိုတိုက်ရတာကိုတောင်ဝန်ကိုကြည့်တယ်စောစောကြည့်တယ်ဘာဖြစ်လဲမထူးလဲလောက်ရမဲ့တူတော့ရိုက်ခံလောက်လဲလောက်ရတာပဲကိုကကိုစူးစမ်းလောက်လဲလောက်ရတာပဲဆိုတော့အဲ့ဒါအာရပါရပဲမြန်မြန်ပဲပြီးအောင်စူးစမ်းလိုက်ပြီးပြီးသွားတာလူဆိုတာအဲ့လိုပဲကံကူလဲလဲဆရာနဲ့တွေ့ခဲ့တော့အဲ့ဒီအသည့်တွေတိုးတယ် စိတ်ထဲမှာဘလောက်ထိများဖြစ်လဲဆိုရင်အဲဖုံမုံတို့အဲ့ဒီကနေပြီးတော့ထုံမုံမူလာတန်းကြောင်းဆိုတာရှိဖုံမုံနေကြောင်းကထွက်ရင်တငယ်တန်းမနေရတော့တန်းပြီးအဲ့ဒါတဒန်းပေးတာအဲ့ဒါမို့တငယ်တန်းမနေရဘူးလို့ပြောတာအဲ့ဒီတဒန်းနှစ်တန်းသုံးတန်းလေးတန်းအဲ့ဒီလေးတန်းမှာလရည်လပြိုင်ပွဲဆိုတာရှိလရည်လပထမရကဲမြို့နယ်ထိတက်ပြိုင်ရရက်ွက်ပြိုင်ရတယ်ကျောင်းစီပြိုင်ရတယ်မြို့နယ်ထိတက်ပြိုင်ရတယ်အော်ဒါဆရာကျေးဇူးပေါ့ကန့်ကွက်လက်လက်ဆရာရဲ့ကျေးဇူးပေါ့လရည်လာ တချို့အထင်နဲ့လက်ရည်ကိုပစ္စလက်ခံထားကြတော့အရေးမကြီးဘူးအောင်မိတာဖုံဖုံလို့ကြတော့မရဒီနောက်ပိုင်းစာတွေပါလေလက်ချာတွေပါလေလိုက်လို့ចောင်းသားဘုရားလိုက်လို့ဒါဟိုရေးတာမြန်တာတပိုင်းပဲမြန်လို့ကြည့်တကယ်ရင်လက်တပတ်တာလေးပဲရေးတယ်ရေးတယ်ဆိုတာဖုံဖုံတိုင်သတိရပြီးငယ်တော့အတိုင်းပြန်ရေးတာဘဝမှာဘာကြီးစုများခဲ့တုံးဆိုတော့ပြီးစလေလုံရင်ဘဝမလှပါလားတကယ်သေးသေးချာချာဆရာသမားတွေရဲ့စကားနားထောင်ရင်လက်ရည်လှတယ်လို့ဘဝလှပါလားလို့အဲ့ဒါစိတ်ထဲစွဲနေမိတယ် ဒါတော့မို့ဘုန်းတော်ကြီးမြတ်စွာဘုရားတရားတော်တွေကိုသင်ဟန်လေ့ကျင့်တဲ့အခါကျတော့အော်ဘုရားရှင်ကိုရောမြတ်ကြီးကငေကလေးကငေကလေးကအရွယ်၃ပါးမှာဟိုဘာရဏတိတထေသလို့ပြောပထမအရွယ်မှာတရားရှာရင်ယဟန္တာဖြစ်တယ်ဒုတိယအရွယ်မှာတရားရှာရင်အနာဂံဖြစ်မယ်တတိယအရွယ်မှာရှာရင်တဂရဂံဖြစ်မယ်ပထမအရွယ်မှာစီဝါရှာရင်ပထမဒန်းစားတထေဖြစ်မယ်ဒုတိယအရွယ်မှာတရားရှာရင်စီဝါရှာရင်ဒုတိယဒန်းစားတထေဖြစ်မယ် တတိယဒန်းစားအရွယ်မှာစီးပွားဆိုင်တတိယဒန်းစားတတိဖြစ်မယ်လို့ဟောခဲ့။အော်ငယ်ကလေးအများဒလူကန့်ကူလက်လက်ဆရာဆရာကောင်းနဲ့တွေ့ကြရတော့ကို့ဘဝမှာဘလောက်လေရည်လာတာထက်ဘဝလှအောင်ရေးချင်တာဘဝလှအောင်ရေးချင်တာအဲ့ဒါကြောင့်မို့ဖုံဖုံကအော်ဖခင်တရားတော်ဒီလေတွေ့ရမှတ်ရသင်အံလေးကြည့်ရတော့ရှိကကိုကန့်ကူလက်လက်ဆရာဖြစ်တဲ့ဖုံဖုံတိန်ကိုလည်းအမှတ်ရဒီကလေးရင်ကျေးလိမ့်မှာတရားစခန်းဖြစ်လာတယ်ဆိုတော့ဖုံဖုံတိန်ကျေးဇူး အဲ့ဒီကလေးကစိတ်ထဲမှာကိုသားသမီးမဟုတ်ပေမဲ့ကိုသားသမီးဟုတ်တဲ့မိဘတွေထက်ကိုပိုချစ်မှာပိုချစ်ပြချင်းငယ်ကလေးကကိုကလှအောင်ရေးပေးတယ်လရင်လှအောင်ရေးပေးတယ်လို့ဘဝလှအောင်လည်းရေးပေးချင်းဘမို့ရေးကြည့်လိုက်မှတရားစခန်းကြတော့လရင်လှအောင်သင်စရာမှမလိုတာဒါပေမဲ့သူတို့စာအုပ်ထဲရေးထားရင်တော့အိုးပိန်ချုံရွဲ့လိမ့်နေတာပဲဘလူတွေများဖြစ်ကုန်ကြလည်းမသိပါဘူးကွယ်လို့စိတ်ထဲမှာတန်ဖိုးထားရမယ့်ဟာကိုတန်ဖိုးမထားဘဲနဲ့ တံပိုးမထားရမယ့်ဟာဒီများတံပိုးထားကုန်လေရောသလားသူများလည်းအပြစ်မပြောတတ်တော့အဲ့လိုလေးပဲလေရောသလားပဲပြောရုံပဲရှိပါသားတွေသမီးတွေကြောင်းရောက်လာရင်တရားတွေဘာတွေစာတွေဘာတွေဆိုသူတို့ဘုတ်အုပ်လေးတွေမှာရေးကြည့်ရတာတနာစရာကောင်းလားဒီကလေးတွေဒီသားတွေဒီသမီးတွေဒီဒီ3တန်း4တန်း5တန်းခဏထားပါ9တန်း10တန်းတက်ကတူထောင်ဖတ်မရအောင်ဒီဆိုးတယ်ဖတ်မရတော့အောင်ဒီဆိုးတယ်မှတ်ထားလက်ရေးပိန်စိတ်သက်ပိန်သွားတယ်လက်ရေးချုံရင်စိတ်သက်ချုံသွားတယ်လက်ရေးပုံပြည့်ရင်စိတ်သက်တည် ပုံပြက်နေတယ်လက်ရေးကြည့်ပြီးလူတယောက်အကြောင်းအကုန်ပြောလို့ရတယ်အကုန်ပြောလို့ရတယ်ဒါမှမဟုတ်ဖုံဖုံတို့ငယ်ငယ်လေးကအဲ့ဒီလက်ရေးကိုဆရာသမားကောင်းနဲ့တွေ့လို့လက်ရေးကိုဂယုစိုက်ပြီးလှအောင်ရေးတယ်လို့ကိုဘဝလည်းလှအောင်ရေးတာလှအောင်ရေးတာလက်ရေးလည်းပြင်ရေးကြပါဘဝလည်းပြင်ကြပါကိုကိုကိုလည်းဘဝပြင်ကိုကိုကိုလည်းလက်ရေးပြင်တယ်လို့ကိုသားရီသမီးတွေကိုလည်းလက်ရေးပြင်ပေးကြပါကိုလက်ရေးလည်းပြင်တယ်လို့ကိုသားသမီးတွေရဲ့လက်ရေးပြင်ပေးပါဘာဖြစ်လို့ဆိုတော့မလှရင်ပြင်ကျင်တဲ့စိတ်သက်ပေးဖို့အရေးကြီးတယ် အာလေရင်တော့ဘာလောက်စားမှာတုံးလို့ပြောပုံနှိပ်မှာကွန်ပျူတာစီမံမှာမဟုတ်ပဲကွန်ပျူတာခက်လို့ပြောပြောချင်တယ်လို့ပြောလေရင်လှရင်ဘဝလှခြင်းစိတ်ပေါ်လာတယ်လေရင်လှခြင်းစိတ်ပေါ်ရင်ဘဝကိုလှတဲ့လှအောင်ဆောင်ရွက်ခြင်းစိတ်ပေါ်လာတယ်ပေါ်လာတယ်တည်တည်ချာချာအေးအေးဆေးဆေးစဉ်းစားကြည့်ပါဆရာကောင်းတမကောင်းအရေးကြီးပါဘူးကံကူလက်လက်ဆရာအရေးကြီးပါခုခေတ်လို့ဆိုရင်တော့မူဂျိုကျောင်းဆရာဆရာမတွေအရေးကြီးတယ်သူငယ်တန်းကျောင်းဆရာဆရာမတွေအရေးကြီးတယ်မူလာတန်းကျောင်းဆရာဆရာမတွေအရေးကြီးတယ် လက်ဥဆရာပုပ္ပါစရိယမိနေဖာဆိုတာကမိဘကလက်ဥဆရာကတတ်တာကန့်ကူလက်လက်ကိုလက်ကိုကင်ပြီးတော့လက်ရည်ဝိုင်းအောင်မျိုးလက်ရည်လှအောင်မျိုးဘဝဝိုင်းအောင်မျိုးဘဝပြည့်ဖြူအောင်မျိုးဘဝလှအောင်မျိုးသင်ပေးတဲ့ဆရာမျိုးကလည်းအရေးကြီးတယ်ခုလိုပြောပြရင်အခုနားထောင်နေတဲ့သူတွေဟာကိုယ့်ရဲ့ကန့်ကူလက်လက်ဆရာကိုပြန်မှတ်မိပါပဲမှတ်မိတဲ့အခါမှာစောစောကပြောတော့လူဆိုတာကောင်းတာရှိတယ်လို့ဆိုတာလည်းရှိတတ်တာပဲပုထုဇဉ် လူဆိုတာအရေးချင်းပြည့်စုံတာရှိသလိုအရေးချင်းအားနေတာ ਨੇ ရှိတတ်တာပဲအဲ့တော့ဘသူကမှလည်းအပြည့်မြင်စရာမရှိဖုံဖုံတို့အပြည့်မြင်တာအားနေပါတယ်သူများကိုအပြည့်မြင်တာဖုံဖုံတိမ်ကိုစမြင်ကလေးကမြင်ခဲ့ဘူးပြီလေကို့ဆရာကိုတော်မှအဲ့လိုမြင်ခဲ့တော့ဟေးကောင်းတဲ့ပဲရှိသလိုမကောင်းတဲ့ဆိုတာရှိတတ်တာပါလားလို့နားလေတဲ့ခေါမလားခွင့်လွတ်တဲ့ခေါမလားဘယ်ဟုတ်မှတော့အတားပြီတော့ဒီရွယ်နဲ့ခွင့်လွတ်တာမျိုးမဟုတ်ဘူးလေလောကကြီးကိုနည်းနည်းသဘောပေါက်လာအဲ့လိုသဘောပေါက်လာတဲ့ကျေးဇူးကြောင့်ပဲ ကိုဘွားကိုကိုဘွားပို့ပြီးတော့လေရင်လောက်အောင်လေရေးနိုင်လားတဲ့ကိုဘွားကိုလည်းပြည့်စုံတစ်ထက်ပြည့်စုံအောင်တမအာဇီဝနဲ့အဲလူတုံးကလည်းပဲဆောင်ရွက်နိုင်တယ်အဲအခုလည်းပဲကိုသီလကိုတမာတိကိုပညာဖခင်တရားစကားတွေနဲ့ပဲကိုဘွားလောက်အောင်ကိုနေနိုင်လားလေရင်လောက်မှာဘွားလောက်လေရင်လောက်အောင်ပြည့်စုံရှိမှာဘဝလအောင်ဘဝပြည့်စုံအောင်ပြင်ကျင်စေရှိလာတယ်ဘေးအရာရာမှာ ပေါ်ပေါ်တန်တန်မတွက်ပါနဲ့လရေးလေးရစာပြီးတော့ပြည့်စုံစေခြင်းနဲ့ကောင်းစေခြင်းနဲ့လှစေခြင်းနဲ့ဝိုင်းစေခြင်းနဲ့အဲ့ဒီအတိလေးသာရှိသွားရင်ကိုယ်တင်မကဘူးကိုသားသမီးကိုမြေကိုမြေကိုတပည့်တပန်ကိုပတ်ဝန်းကျင်အတိုင်းဝိုင်းကိုပါလက်ရေးပြင်ခိုင်းပါတကယ်ဒီလက်ရေးပြင်နိုင်တော့လေအကောင်းဆုံးပေါ့မပြင်နိုင်ရင်တော့ဘဝလက်ရေးပြင်ပါဖုံဖုံတော့တော့လက်ရေးပြင်ကြစိတ်ရှိရင်ဘဝဝိုင်းအောင်လှအောင်ပြင်ကြစိတ်ရှိမယ်လို့သဘောပေါက်ပြီးပြောပြပါတယ် နားလေသဘောပေါက်ပြီးတော့ပြုပြင်နိုင်တာဒီပြုပြင်ဝိုင်းတဲ့ဝိုင်းလှတဲ့လှပြည်စုံတဲ့ပြည်စုံအောင်လက်ရည်ကိုရောဘဝကိုရောဆောင်ရွက်နိုင်အောင်မြင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်တည်း